အားလုံးပဲမင်္ဂလာပါများ Silent Day ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုပြန်လဲမျက်ဝေပေးမယ်ရုပ်သံဗီဒီယိုဖိုင်လေးရောစော်ဖိုးင်းပါလေလူနှစ်ယောက်ကိုအမှုဖွင့်မည်ဟုပြောဆိုလာတဲ့တဲ့င်းကိုကြော်ဆိုးမှပြန်လဲတင်ဆက်ထားပါတယ်အဲ့ဒီတဲ့င်းတွေကို Silent Day ဌာနမှာပြန်လဲမျက်ဝေပေးလိုက်ပါရခင်ဗျာအားလုံးလည်းဝင်ရောက်ကြည့်ရှုပြီးတော့လေလာသုံးသက်ဝေဖန်ပေးခဲ့ကြပါဦးခင်ဗျာအားလုံးကိုလည်း Silent Day ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ။ဟာပါဗျာကျွန်တော်ကြိုဆိုးပါ။ဒီနေ့ကျွန်တော်မေလ10ရက်နေ့ဖြစ်ပါတယ်။အဲ့တော့ပရမဆုံးတစ်ခုတင်ပြချင်တာကဒီကိုစောဘုံရင်6ယောက်ကကြီးနဲ့အမှုပုခံလာရတော့သိရတယ်။အဲ့တော့6ယောက်ကကြီးကကျွန်တော်ဒီဆက်သွယ်ပုံမှာလည်းဖြစ်တယ်။ဖွင့်တာကကျွန်တော်ဒီရန်ကုန်တိုင်းဒေသကြီးတောင်ကမှဖွင့်တာ။အဲ့တော့ဒီရန်ကုန်မှာနေတဲ့ဒီဒီအမျိုးသမီးယောက်ကဖွင့်တယ်ပေါ့ဗျာ။အဲ့တော့ဖွင့်တဲ့လူကိုဖွင့်တဲ့လူနဲ့ပတ်သက်ပြီးတော့သူကမှန်တယ်သူကမှားတယ်ဒီပေါ်မှာကျွန်တော်ဆွေးနွေးသွားမှာမဟုတ်ပါဘူး။အဲ့တော့မားချင်းမှန်ချင်းကလည်းဒါသူဥရိယာသူဆုံးဖြတ်မဲ့ကိစ္စလည်းဖြစ်တယ်ဥရိယာသွားမဲ့ကိစ္စလည်းဖြစ်တယ်။ဒီပေါ်မှာတော့ကျွန်တော်မဆွေးနွေးလို့ပါဘူး။အဲ့တော့ဖွင့်တဲ့လူကမှားသည်ပဲဖြစ်စေဖွင့်တဲ့လူကမှန်သည်ပဲဖြစ်စေဒါကကျွန်တော်ရဲ့ကိစ္စလည်းမဟုတ်ပါဘူး။အဲ့တော့ထပ်ပြီးတော့ကျွန်တော်တို့ဒီကိုစောဘွင်းကပြောပါတယ်သူလည်း အဲသူလည်းဒီနှစ်ယောက်ကိုလူပုဂ္ဂိုလ်နဲ့ကိုသူလည်းအမှုဖွင့်မယ်လို့ပြောတယ်ဗျာသူကတော့ကျွန်တော်လည်းပြောပါတယ်သူလည်းဒီညသုံးဖို့မနေ့ပြန်လာမှသူအမှုဖွင့်မယ်လို့ပြောတယ်ဒါတော့ကျွန်တော်တို့ဒီကုစုပ်ဘုံကြီးနဲ့ပတ်သက်တဲ့အခြေအနေပေါ့ဗျာတချို့ကကျွန်တော်လက်လက်မိကြလို့ကုစုပ်ဘုံအမှုဖွင့်ခံတာဟုတ်လားဆိုတော့ကျွန်တော်တို့လည်းကျွန်တော်မိတ်ဆွေတွေမိတ်ဆွေတွေကပို့တော့ကျွန်တော်လည်းကြည့်လိုက်တော့ဟုတ်တယ်လို့ဟုတ်တယ်လို့ကျွန်တော်သိရတယ်အမှုဖွင့်ခံတာဟုတ်တယ်ဟုတ်တယ်အဲ့တော့မှန်တယ်အဲ့တော့ဒီပေါ်မှာကျွန်တော်မိတ်ဆွေကကျွန်တော်ခမရထင်မြင်ပြပါဆိုတော့ကျွန်တော်ဒီပေါ်မှာထင်မြင်ပြပါမှာမဟုတ်ပါဘူး။ဒါကြောင့်လဲဆိုတော့ဒါကကျွန်တော်တို့ဒီတရားရုံးကိစ္စလည်းဖြစ်တယ်။ဒါကကျွန်တော်တို့ဒီအတွေ့အူတွေရာသွားမယ့်ကိစ္စလည်းဖြစ်တယ်။ဒီပေါ်မှာကျွန်တော်မားတယ်မှန်တယ်ကျွန်တော်မပြောလို့ပါဘူး။ထပ်ပြီးတော့ကျွန်တော်ကိုယ်စိုးဝင်းရလည်း အဲဒီလူပုဂ္ဂိုလ်နှစ်ယောက်ကိုထပ်ပြီးတော့ကျွန်တော်တို့ဒီအမှုဖွင့်မယ်လို့ပြောတယ်ဒီပေါ်မှာကျွန်တော်နှစ်ဖက်စလုံးကဘယ်သူမှမမှန်နဲ့ဘယ်သူမှမားတယ်ဒီပေါ်မှာတော့ကျွန်တော်မပြောလို့ပါဘူးမဆွလို့လို့ပါဘူးအားလုံးကျေးဇူးတင်ပါတယ်